မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းအနေနဲ့ယူဆက်ခွန်အမျိုးသမီးကမ္ဘာဖလားဝင်ခွင့်ရနိုင်မလားဆိုတာကျွန်တော်တို့ခံမှန်းကြည့်အောင်ဝင်ခွင့်ရနိုင်မရနိုင်ဆိုတာတဲ့ကမ္ဘာဖလားကိုဘယ်လိုချင်းမြန်ခွင့်ရလဲဆိုတာချင်းပြပါမယ်အခုခြေစပွဲအောင်ထားတဲ့ယူဆက်ခွန်အမျိုးသမီးအဆက်ဖလားပြိုင်ပွဲမှာထိတ်ဆုံးလေးသေးဝင်ဖို့လိုပါတယ်ဆိုလိုတာကအ ਨੇ ဆုံးစင်မီဖိုင်နယ်ကိုတက်ရောက်ရပါမယ်ဆူဆူပေါင်း12သင်းချင်းမြန်ရမည်ဖြစ်ပြီးတော့၄သင်း၃ဆုဒါမှမဟုတ် 3သိန်း4ဥစုခွဲပါမယ်။အကယ်၍4သိန်း3ဥစုဆိုရင်အဥစုတစ်ခုစီမှထိုက်ဆုံး2သိန်းရယ်အကောင်းဆုံးအဥစုတစ်ရက်2သိန်းရယ်စုစုပေါင်း7သိန်းပေါ်တာဖိုင်နေတတ်ပါမယ်။ကဘာဖလားဝင်ဝင်ရဖို့ဆိုရင်ပထမဥစုအနေနဲ့အ ਨੇ ဆုံးအကောင်းဆုံးအဥစုတစ်ရက်ရဖို့လိုပါတယ်။ဖြစ်နိုင်ရင်တော့ဒုတိယရတာပိုကောင်းပါတယ်။ပြန်ကွာတာဖိုင်နယ်မှာတွေ့မဲ့အသင်းကိုအနိုင်ကန်လိုက်တာနဲ့ကဘာဖလားဝင်ဝင်ရပါပြီ။ ဒီလိုဆိုရင်မခက်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့လောက်ကြီးတော့လွယ်ကူမနေပါဘူးအုပ်စုခွဲဝေတဲ့အခါ၄သိန်း၃အုပ်စုဆိုရင်မဲအိုး၄အုပ်ခွဲမှာပါပထမဦးစားပေးမဲအိုးနံပါတ်၁မှာကျင်းစီပေါ့အင်ရှင်တရုတ်နဲ့မနှစ်ကပထမဒုတိယရထားတဲ့မြောက်ကိုရီးယားဂျပန်ဒီနှစ်သိန်းစုစုပေါင်း၃သိန်းပါဝင်ပါမယ်ကျန်တဲ့မဲအိုးတွေကတော့ခက်မှန်းကြီးပါအတိအကျမသိသေးပါဘူးမဲအိုးနံပါတ်၂မှာ တောင်ကိုရီးယားဘီယင်နမ်အော်ဒီတို့ကြဖို့များပါတယ်မဲဝနံပါတ်3မှာထိုင်းဖိလစ်ပိုင်တရုတ်တိုင်ပေတို့ကြဖို့များပါတယ်ကျန်တဲ့မဲဝနံပါတ်4မှာတော့မြန်မာလေဘနွန်အိန္ဒိယတို့ကြဖို့များပါတယ်မြန်မာအသင်းတွေနဲ့အုပ်စုကျက်တဲ့အခါမှာဆိုရင်အုပ်စုတတိယရဖို့တော့အသေးအံစူးစမ်းရပါမယ်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အနေနဲ့ကမ္ဘာဖလားအိမ်မက်မှတ်ထားရင်တော့ ယခုတည်းကစပြီးတော့အကြီးကျယ်ပြင်ဆင်မှရပါမယ်။ပြန်ပွဲနီးမှပဇွန်ရုပ်တွေအမဲသားတွေတွေ့ရလုံးနဲ့မလုံလောက်ပါဘူး။ယခုတည်းကစပြီးတော့ခြေဆန်းပွဲတွေစနစ်တကျကစားဖို့လိုသလို အစားအသောက်အနေထိုင်စေဝါစတဲ့ပံ့ပိုးမှုတွေလုပ်ဆောင်ရပါမယ်။ဒါမှသာကြံ့ခိုင်မှုကောင်းပြီးတော့အခြားစစ်အသင်းတွေကိုရှင်းကစားနိုင်မှာပါ။ပုံပေါ်လေးလင်းပြောရလို့ချင်းလက်ရှိမြန်မာယူဆက်ခွန်မျိုးသမီးအသင်းနေနဲ့ တက်ခံမှုဘိုင်းမှာအတော်လေးအားနည်းနေပါသေးတယ်။ဒါအပြင်လူစင်းရဲ့အရာလည်းအရင်အင်အားကအခြားဆင့်ပြန်ပွဲဝင်ရောက်ချင်ပြန်ဖို့အတွက်အတော်လေးအားနည်းနေပါသေးတယ်။ဒါကြောင့်မို့လို့လက်ရှိလူစင်းရင်းကိုပဲတက်ခံမှုကော်မီလောင်တော်မီကစားနိုင်အောင်ဒီခုချိန်ရဆက်ပြီးတော့ပြင်ဆင်ဖို့လိုပါတယ်။အချိန်ရပါသေးတယ်။2026မှစတင်ပြီးတော့ချင်ပြန်ကစားမှဖြစ်တဲ့အတွက်ဒီခုတည်းကဆက်ပြီးတော့ နေ့တကြပြင်ဆင်ထားရင်ချိန်မိပါသေးတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာ